မင်္ဂလာပါခင်ဗျ။သဝဲဖဝမြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဘရိုအရာရာဆင်ပြေရလား။ဒီလိုပါပဲ။အလောကောဆင်ပြေရလား။လောက်နေတာပါပဲ။ဒီလိုလူမျိုးတွေနဲ့စကားပြောရတာကပုံမှန်ပဲ။ထူးခြားတာတိတ်မရှိဘူးလို့မိတ်ဆွေတို့ခန်းစားရနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာကြီးမားတဲ့ခန်းစားချက်တချို့ကိုချင်ရစေနိုင်ခဲ့တဲ့ထပ်ပြီးတော့တွေးကြအောင်ခန်းစားစေနိုင်တဲ့တချို့လူတွေရဲ့စကားတွေဆိုတာရှိနေပါတယ်။ဒါကြောင့်မလို့နောက်လာမယ့်မိနစ်နင်းငယ်အတွင်းမှာ ကျွန်တော်ကမိတ်ဆွေရဲ့ဆက်သွယ်ဆက်ဆံမှုတွေကိုဆယ်စားပို့ပြီးတော့မှကောင်းမွန်လာစေမယ့်နီလန်း၁၀ခုကို ပြပြပေးတော့ပါမယ်။ဒီနီလန်းနေရာတိုင်းမိတ်ဆွေကကျင်သုံးမယ်ဆိုရင်လူတွေကမိတ်ဆွေနဲ့စကားပြောရတာကိုပို့ပြီးတော့မှသဘောချလာပါလိမ့်မယ်။မိတ်ဆွေပေါင်းတဲ့ဆက်ဆံမှုတွေကလည်းထိုးတက်လာပြီးတော့မှမိတ်ဆွေရဲ့ဘဝကအရင်ကထက်အများကြီးပို့ပြီးတော့မှထိုးတက်လာပါလိမ့်မယ်။ဘာကြောင့်ကျွန်တော်တို့ဒီလိုမျိုးအတိအကျပြောနိုင်တယ်လဲဆိုရင်ဒီနီလန်းတွေကိုလိုက်ပါကျင်သုံးခဲ့ခြင်းကြောင့်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝနဲ့လုပ်ငန်းခွင်ထဲမှာပြောင်းလဲနိုင်ခဲ့တာပါ။ ဒီနည်းလမ်းနေကြမယ်လက်ရှိအချိန်မှာကျွန်တော်ထောင်ပေါင်းများစွာသူတွေအရှိမယုံကြည်ချက်ရှိရှိစကားပြောနိုင်သလိုလူတွေနဲ့မိတ်ဆွေဖွဲ့တာမျိုးပြီးတော့တခြားလူတွေရဲ့ဘဝတွေထဲမှာမှတ်တမ်းတင်နေတာမျိုးကိုလုပ်နိုင်ခဲ့ပါတယ်ဒီပြင်ကမှကျွန်တော်ရဲ့ bounding system skill ကိုအသုံးပြုပြီးတော့ကျွန်တော်ကကမ္ဘာကြီးတွေကိုလေ့ကျင့်သင်ကြားပေးပြီးဒီကနေ့မှအကျိုးမြတ်တွေအများကြီးရရှိနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုကိုမစခဲ့တခုချုပ်ပြောပေးရစီခင်ဗျဒီနေ့ဗီဒီယိုတစ်ခုလုံးမှကျွန်တော်ကမိတ်ဆွေတို့ပို့ပြီးတော့မှစူးစမ်းအားထုတ်ကြအောင်လို့ ဘလို့ဖြက်လန်းမျိုးကိုမှပြောပြပြီးတော့မှတော့မဟုတ်ပါဘူး။မိစရိုကဒီနီလန်းတွေကို၂ရက်၃ရက်လောက်ပဲတေချာလှုပ်ပေးုံနဲ့နောက်ပိုင်းမှအကျင့်ဖြစ်သွားပါလိမ့်မယ်။ဒီနီလန်းတွေအားလုံးကလှုပ်ဆောင်ရတာလည်းပဲလွယ်ကူတယ်လို့ရက်တွေမှလည်းဆောင်ရနိုင်မှုပဲမခက်ပါဘူး။ဒါပေမဲ့သူတို့ရဲ့ရာလဒ်တွေကတော့အတော်လေးကိုစွန့်အားကြည့်ပါတယ်။နံပါတ်၁ Say is without say ကျွန်တော်ပြောပြပေးမယ်ပထမဆုံးနီလန်းကတော့စကားပြောစရာမလိုဘဲနဲ့စကားကိုဘယ်လိုပြောရမလဲဆိုတာဖြစ်ပါတယ်။တချို့ရုပ်ရှင်ကားတွေထဲမှာဆိုရင်တချို့ဇက်ကောင်တွေက သူရဲ့ဖြစ်တည်မှုကိုပါဇက်ကနေထုတ်ပြီးတော့ပြောစရာမလိုပဲနဲ့ထင်ရှားအောင်လုပ်နေကြတယ်။အပြင်မှာလည်းဒီလိုပါပဲ။စိတ်ပညာမှာဆိုရင်လူတစ်ယောက်နဲ့အပြင်မှာပထမဆုံးတွေ့တဲ့အချိန်9စက္ကန့်ကသင်ရဲ့ impression ကိုအကောင်းဆုံးဖန်တီးယူလို့ရတဲ့အချိန်ဖြစ်ပါတယ်။အချိန်က9စက္ကန့်နဲ့ပါ။သင်ရဲ့တည်ရှိမှုကသင်ရဲ့ပတ်ဝန်းကျင်ကိုဆွဲဆောင်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်ရဲ့ကိုယ်ရောင်ကိုယ်ဟာကိုတခြားလူတွေကအရင်မြင်တွေ့ရတာကြောင့်ပါ။သင်ကဘယ်လိုမတက်ရက်နေလဲဘယ်လိုစကားပြောနေလဲသင်ရဲ့ပုံမှန်တရားကဘယ်လိုဖြစ်နေမလဲ။ ဒီအချက်တွေအားလုံးကသင်ရဲ့အကြောင်းကိုအများကြီးပြောပြနေပါတယ်။လူတိုင်းရဲ့ body language မှာပုံစံတစ်မျိုးစီရှိပါတယ်။ဥပမာပြောရမယ်ဆိုရင်အိန္ဒိယမင်းသား Ranveer Singh ရဲ့ body language ကိုကြည့်လိုက်မယ်ဆိုရင်သူရဲ့ပုံစံကကိုကိုကိုယုံကြည်မှုစွန့်ရင်အပြည့်နဲ့မြင်တွေ့ရပါတယ်။သူရဲ့နှုတ်ဆက်ပုံလေးစကားပြောပုံလေးစင်မြင့်ပေါ်ကို တက်လာတဲ့ပုံလေးအရာအားလုံးမှာစွန့်ရင်ဒီအပြည့်ဖြစ်နေတတ်ပါတယ်။အလားတူပဲသူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်အပိုင်းမှာထူးချွန်ကြတဲ့လူတွေဦးဆောင်နိုင်ကြတဲ့သူတွေအားလုံးကလည်း မတူညီတဲ့ body language ပုံစံတစ်မျိုးရှိပါတယ်။ဒီလိုမျိုးသင်ရဲ့ကိုယ်ရောင်ကိုယ်ဝါ vibe ကိုဘယ်လိုမျိုးခိုင်မောင်းလုပ်ရမလဲဆိုတော့ကိုနေလန်း6မျိုးပေးပါမယ်။ပထမဆုံးကတော့မျက်လုံးချင်းအကြည့်ဆောင်ရမှာ55-70 rule ကိုအသုံးပြုပါ။ဆိုလိုတာကတော့စကားပြောနေစဉ်မှာအချိန်90ရာခိုင်နှုန်းလောက်ကတစ်ဖက်လူရဲ့မျက်လုံးထဲကိုအတိအကျစိုက်ကြည့်ပါ။နားထောင်နေတဲ့အချိန်မှာတော့အချိန်80ရာခိုင်နှုန်းလောက်ကိုစိုက်ကြည့်ပြအောင်ကြည့်ပါ။ဒီအပြည့်အမူကတမျိုးကြီးဖြစ်မနေစီပဲနဲ့တင့်ကိုတစ်ဖက်လူရဲ့စကားကိုစိတ်ဝင်စားပုံရောက်စေပြီးတော့ အာယုံစိုက်ပုံရစေပါတယ်ဒီလိုပြောလို့လည်းမိတ်ဆွေတို့ကဆွေးနွေးပွဲတွေကိုမဆုစားဘူးတွေ့ယူသွားစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့မျက်လုံးတွေကစကားအများကြီးပြောနိုင်ပြီးတော့သူတို့ကခံစားချက်တွေကနေတစ်ဆင့်ကျွန်တော်ရဲ့စကားလုံးတွေကိုတင်ဆောင်ပေးနေပါတယ်ဒါကြောင့်မလို့စကားပြောနေတဲ့အချိန်နားထောင်နေတဲ့အချိန်မျိုးမှာတပတ်လူနဲ့အကြည့်ချင်းစုံပါစေဒီလိုမျိုးပြုလုပ်ခြင်းအပြင်တင်းရဲ့တည်ရှိမှုအာယုံစုဆိုင်မှုအပြင်တင်းရဲ့ဆွေးဆောင်မှုကိုပါတိုးတက်စေပါတယ်ပြည်ပြည်တွင်နဲ့ထိုင်နေတဲ့နိုင်ငံရေးခေါင်းဆောင်တွေမိတ်ဆွေမြင်ဖို့ပါလား ဆွေနွေးပွဲကျင်းပနေတဲ့အချိန်မှာဘသူကမှလေးလေးပင်ပင်ကြီးထိုင်မနေကြပါဘူးမိတ်ဆွေရပါးစားဒီလိုမျိုးတွေကိုမမြင်ရသလဲဆိုရင်တို့ကတို့ရဲ့ပုံစံတွေကိုပြုပြင်ထားတာကြောင့်ပဲဖြစ်ပါတယ်လေးလာချက်တွေအရပုံစံမှန်မှန်တိတိကျကျကိုမိနစ်အနည်းငယ်လောက်နေတိုင်းချင်းကလူတစ်ယောက်ရဲ့တက်စထရိုစတုန်းကိုမြင့်တက်စေပါတယ်ဒါကဒီလိုရဲ့ယုံကြည်မှုကိုမြင့်တက်စေပြီးတော့ကော်တီဇောဓာတ်ကိုလည်းလျှော့ချပေးပါတယ်ဒါကဆေးပြေဇီးမှုတွေကိုလည်းရောချစေပါတယ်။ဒါကြောင့်ကျွန်တော်ပြောပြပေးမယ့်ဒုတိယနည်းလမ်းကတော့ power posting ပဲဖြစ်ပါတယ်။စကားပြောနေစဉ်တည်းမှာမိတ်ဆွေရဲ့ခြေထောက်တွေနဲ့ပခုံးတွေကိုစကားပြောပွဲရှိတည်တဲ့ကူဥတည်တာပါ။ခါကတဲ့ရဲ့စကားဝိုင်းနဲ့စိတ်ပါဝင်စားမှုနဲ့ပါဝင်မှုကိုပြသပေးပါတယ်။သူရိတနာရလက်တွေအရလက်အချံတွေကိုသုံးပြီးတော့မှစကားပြောတဲ့လူတွေကပို့ပြီးတော့ယုံကြည်ဖို့ကောင်းပြီးတော့မှဆွဲဆောင်မှုရှိပါတယ်။ဒါပေမဲ့မိတ်ဆွေတို့မှာထားရမှာကတဲ့ရဲ့လက်ဟန်တွေကိုအနည်းငယ်ပဲအသုံးပြုမယ်ဆိုရင်တော့မိတ်ဆွေတို့ကယုံကြည်မှုရှိတဲ့ပုံစံပေါ်နေမှာမဟုတ်ပါဘူး။အလွန်အကျွံအသုံးပြုမိရင်လည်းမိတ်ဆွေတို့ကဆက်လို့ရှားနေတဲ့ပုံစံဖြစ်သွားပါလိမ့်မယ်။ လက်ပိုက်ပြီးတော့ထိုင်နေတဲ့ပုံစံကခင်ရချင်းကဲလို့မကောင်းတဲ့လူမပေါ်ယူတဲ့လူတို့မဟုတ်ဘဝင်မြင့်သူလူထင်သွားနိုင်ပါတယ်ဒီလိုပြုလုပ်ခြင်းကတင်ရတခြားလူတွေနဲ့ခတ်ဝိုးရေးမှာနေလည်လို့တဲ့ပုံစံဖြစ်ပါတယ်ဒါပေမဲ့လက်ချောင်းတွေကိုရှက်ပြီးတော့ထိုင်နေတာတို့မဟုတ်ပေါင်ပေါ်တင်ထားတယ်ဆိုရင်တင်ရပွင့်လင်းမြေသားမှုရှိပြီးတော့မှပေါ်ယူတဲ့လူသဘောရပါတယ်စိတ်မပါလက်မပါလက်ဆွဲနှုတ်ဆက်တာလောက်ဖေရကမှခန်းစားရမခက်စီပါဘူးတချို့လူတွေကဒီလိုမျိုးလူတွေလုပ်တတ်ကြပါတယ်လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကထိယုံခံယုံလေးတယ်ပဲပြုလုပ်ရတာမဟုတ်ပါဘူး ဒီလိုပြောလို့လေတစ်ဖက်လူတယောက်ရဲ့လက်ကိုအနာတရပြည့်စီတဲ့အထိပြင်းပြင်းထန်ထန်လည်းမလုပ်သင့်ပါဘူး။ဒါကြောင့်မလို့လက်ဆွဲနှုတ်ဆက်နေတဲ့အချိန်မှာတင်းတင်းကြီးလဲစုပ်ကန်မထားသင့်တယ်လို့ယော့တီယော့ရဲ့လည်းမလုပ်သင့်ပါဘူး။ဒီဒီညီညီမဲစုပ်ကန်ထားပြီးတော့မှတစ်ဆက်ကနှစ်ဆက်ကလောက်ပဲလက်ကိုလှုပ်ခါပါ။တစ်ချိန်တည်းမှာပဲမျက်လုံးအကြည့်ကိုမလွတ်လိုက်ပါနဲ့။နံပါတ်1 empathy ဒုတိယနည်းလမ်းကတော့ empathy ဆိုတဲ့ကိုချင်းစာပါ။အင်းရင်းရံပြစ်မှုတွေကနေအလောက်ခွင့်ကရောက်ကစားတွေအထိလူနှစ်ယောက်ရံပြစ်ပွဲကနေနိုင်ငံတကာစစ်ပွဲတွေအထိ ်လူရင်းကစကားပြောဖို့ကိုစိတ်ဝင်စားကြတယ်ဒါပေမဲ့ဘယ်သူကမှတော့နားထောင်မနေဘူးဒါဆိုရင် empathy ဆိုတာကပါလေ empathy ဆိုတာက နားထောင်ရုံနဲ့မကဘဲနဲ့တပတ်သားရဲ့စိတ်ခံစားချက်တွေကိုပါနားလည်ပြီးနေတာပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တကယ်လို့တစုံတစ်ယောက်ကတင့်ကိုသူစာမေးပွဲမပြေနိုင်ဘူးလို့ပြောလာခဲ့မယ်ဆိုရင်တင်းကတော့မကောင်းမှုအဆင်မပြေနိုင်ဘူးလို့ပြောမိပါလိမ့်မယ်ဒါပေမဲ့ empathy ဆိုတာကတင့်ကိုသူရဲ့ခံစားချက်အတွေးတွေနားကျင်မှုတွေစိတ်အခြေအနေတွေကိုနားလည်ပြီးဖို့အတွက်တွန်းအားပေးပါလိမ့်မယ် ဆိုလိုတာကတော့အတင်ကလည်းသူ့လူမျိုးဆံမှုပဲမဖြေနိုင်သလိုဒီတဲ့င်းကိုသင်ပြန်ကြားလိုက်ရတဲ့အချိန်မှာသင်ဘယ်လိုခံစားသွားရမလဲဒီလိုစိတ်ကံစားချက်မျိုးနဲ့သင်ကသူ့ရဲ့တဲ့င်းကိုပြန်ပြီးတော့ဖြေချားချိန်မှာအမ်ပါတီဆိုတဲ့ကိုချင်းစာတရားကထွက်ပေါ်လာပါတယ်ဒီလိုဆက်သွယ်မှုမျိုးကသင်ရဲ့ပေါင်းသင်းဆက်ဆံမှုတွေကိုအခိုင်အမာပြည့်စုံပါတယ်နောက်ပတ်သုံးချက်ကတော့အချိုးသာဆုံးသောအတန်မှာတကယ်လို့လူတွေကတရားလုံးတစ်လုံးထပ်ပူပြီးတော့ချုံမင်းနဲ့စကားလုံးတစ်လုံးကိုကြားရမယ်ဆိုရင်ဒါကသင်ရဲ့နာမည်ပဲဖြစ်တဲ့မှာလေလူတိုင်းကသူ့ရဲ့နာမည်ကိုအရင်အရေးကြီးတယ်လို့တွေးကြတယ် ဒါကြောင့်မို့လို့လေလူတိုင်းကသူတို့ရဲ့နာမည်ကိုအတန်အတွက်မှန်စေဖို့အရန်ခယူဆိုင်ကြတယ်။နာမည်မားခေါ်လို့မကြိုက်တဲ့လူတွေကအများကြီးပါပဲ။ဒါကိုတရားနားလည်တဲ့ company တခုရှိပါတယ်။ဒါကတော့ Starbucks ပါ။သူတို့ကဗီဇာမှာမိတ်ဆွေကတစုံတစ်ယောက်ကိုမှာယူလိုက်ပြီဆိုရင်သူတို့ကသင်ရဲ့နာမည်ကိုခွက်ပေါ်မှာရေးပြီးပြီးတော့သင်ရဲ့နာမည်ကိုသင်ကြားရအောင်ခေါ်ယူပေးပါတယ်။ဒါကြောင့်သင်ကသွားယူတဲ့အခါမှာခွက်ပေါ်ရေးထားတဲ့နာမည်ကိုသဘောကျကြပါတယ်။ဒါကြောင့်သူတို့က social media ပေါ်ကိုဒီအကြောင်းကိုတင်တဲ့အခါမှာ Starbucks အတွက်အခမဲ့ကြော်ညာပေးတယ်လို့ဖြစ်သွားစေပါတယ်။ ။ဒါကြောင့်သင်ကတရားအောင်နဲ့တွေ့တိုင်းမှာသူတို့ကလည်းသူတို့ရဲ့နာမည်ကိုမှန်မှန်ပြောမှသဘောကျတယ်ဆိုတာကိုမမေ့ပါနဲ့။နာမည်တွေကိုလည်းစကားဝိုင်းနဲ့မှာထည့်ပြောပါ။သူတို့ရဲ့နာမည်တွေကိုလည်းမှတ်ထားပါ။ကောင်းမွန်စွာအတန်ထွက်ပြီးခေါ်ဆိုပေးပါ။အခုနံပါတ်၄အချက်ကတော့အတန်ခါလာနဲ့အနေမြင့်။ဒါကိုဘယ်လိုမြင့်တင်ရမလဲဆိုရင်ကျွန်တော်ကမိတ်ဆွေတို့ကိုပြီးသုံးလုံးချောင်းကိုအရင်ပြောပြပါမယ်။ဒီအကြောင်းကိုကြားပြီးတဲ့နောက်မှာမိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ရဲ့အသံခါလာနဲ့အနေအမြင့်ကိုလေ့ကျင့်နိုင်ပါလိမ့်မယ်။ ဒီလိုလေ့ကျင့်နိုင်မှုအတွက်လည်းကျွန်တော်က လေ့ကျင့်ခန်းတစ်ချို့ကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ပထမဆုံး B ကတော့ pitch ဆိုတာပါပဲ။ဆိုလိုတာကတော့မိတ်ဆွေရဲ့အမြင့်တန်လားအနှိမ့်တန်လားဆိုတဲ့အတန်လုံးပါပဲ။မိတ်ဆွေရဲ့စိတ်ကံစားချက်တွေနဲ့စကားလုံးတွေရဲ့ရေးပါမှုကိုတည်ဆောင်ပေးတာကမိတ်ဆွေရဲ့အတန်အနှိမ့်မြင့်ပဲဖြစ်ပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့ကဆိတ်လို့ရှားနေတဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့အတန်ကမြင့်တက်သွားမှာဖြစ်ပြီးတော့အရေးကြီးတဲ့စကားတွေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အတန်ကနှိမ့်စင်းသွားပါလိမ့်မယ်။ဒုတိယ P ကတော့ pace အရှိန်နှုံးပါဆိုလိုတာကတော့မိတ်ဆွေပြောချင်တဲ့အချက်ကိုဘလောက်မြန်မြန်ဖော်ပြနိုင်တယ်လဲဆိုတာဖြစ်ပါတယ်စကားပြောတာရန်ကုန်မြန်နေရင်လဲတခြားလူတွေကိုဆိတ်ရှုပ်စေနိုင်တယ်လို့မိတ်ဆွေတို့ကလောသုံးစင်တဲ့စကားစကိုအပြက်ပြက်မှုကျူးစားနေတာပဲဖြစ်မယ်လို့ထင်သွားစေနိုင်ပါတယ်ဒီလိုပြောလို့အရန်နေနေတော့စကားပိုင်းကပြင်းလာနိုင်ပါတယ်ဒါပြင်ကမတင်းရဲ့စကားပြောတဲ့နှုံးကတင်ပြောချင်တဲ့အချက်ရဲ့အရေးကြီးတဲ့ပုံနဲ့ခန်းစားချက်တွေပါဝင်နေပါတယ်ဒီလိုမျိုးတင်းရဲ့စကားပြောဆိုပုံတွေကနေတင်းရဲ့စကားပြောနှုံးကပုံမှန်ဖြစ်လာပါလိမ့်မယ် ကျွန်တော်ဒီနေ့ညစာကိုတခြားမှာသွားဆိုင်ကောင်းမယ်လို့ပြောတဲ့စကားမှာမိတ်ဆွေရဲ့စကားပြောလို့မှမူတည်ပြီးတော့မှအထက်အထိပဲကပြောင်းလဲသွားနေပါလေဒီလိုသာဖြစ်လာခဲ့လို့ပြဿနာတွေဖြစ်လာမယ်ဆိုရင်လေကျွန်တော်တို့ကအေးဆေးထိုင်ပြီးတော့မှဖြေရှင်းတက်ပါလေတတိယဖီကတော့မိတ်ဆွေတို့အတွက်သာမန်ပဲလို့ထင်ရပါမယ်လူရှင်တော်တွေစင်ပေါ်တက်စကားပြောရသူတွေအော်ပရေတာတွေကဒါကိုသူတို့ရဲ့အရေးအကြီးဆုံးသောလက်နက်ဖြစ်သတ်မှတ်ထားကြပါလေဒါကတော့ဖော့ဆိုတဲ့ရန်နာဘူပဲဖြစ်ပါလေ အခုဒါကိုကြည့်ပြီးမိတ်ဆွေတို့လည်းပဲဒီပီသုံးလုံးကိုချမ်းကျင်စွာအသုံးပြုနိုင်မှုအတွက်လှုပ်ဆောင်ချက်တချို့ကိုပြောပြပါမယ်။ဒါကိုလက်တွေ့လှုပ်ဆောင်မယ်ဆိုရင်တော့မိတ်ဆွေတို့လည်းပဲအများရှိမှစကားပြောရသူတွေ operator တွေလိုမျိုးမိတ်ဆွေရဲ့စကားတွေကပို့ပြီးတော့မှထိရောက်ပါလိမ့်မယ်။ဒါကလှုပ်ဆောင်ချက်ရိုးရိုးလေးပါ။မိတ်ဆွေရဲ့ဖုန်းလေးကကင်မရာကိုပွင့်ပြီးတော့အချောင်းရတစ်ခုခုကိုမူတည်ပြီးတော့10မိနစ်လောက်စကားပြောကြည့်လိုက်ပါ။ဒါကိုဗီဒီယိုရိုက်ထားပါ။ဘသူကမှမိတ်ဆွေကိုကြည့်မနေပါစေနဲ့။ဘသူကမှလည်းမိတ်ဆွေကိုဝေဖန်တာမျိုးမဖြစ်ပါစေနဲ့။မိတ်ဆွေနဲ့အသင်းရဲ့ဖုန်းဒါပဲလိုပါလေ။ ဒါကိုပြန်ပြီးတော့မှနားထောင်ပြီးမိတ်ဆွေရဲ့အသံအနေအမြင့်အမြန်နှုံးနဲ့ရန်နာခြင်းတွေကိုတေချာအာရုံစိုက်ပါဘယ်နေရာမှာပူပြီးတော့မှကောင်းမွန်အောင်ထုတ်တက်စေနိုင်မလဲဆိုတာကိုတေချာကြည့်ပါဘယ်နေရာမှာမိတ်ဆွေတို့မှားသွားတယ်လဲဘယ်နေရာကတော့နောက်မဖြစ်အောင်သတိထားမလဲဆိုတာကိုတေချာသုံးသပ်ပါဒါမျိုးကိုအနည်းဆုံးတစ်နေ့တစ်ချိန်လောက်လှုပ်ဆောင်ပါတကယ်လို့မိတ်ဆွေတို့မှအချိန်ရှိမယ်ဆိုရင်နှစ်ခါလောက်လုပ်ပါတကယ်လို့မိတ်ဆွေက10မိနစ်15မိနစ်လောက်ထိအချိန်ပေးနိုင်တယ်ဆိုရင်တော့၄-၅ချိန်လောက်လှုပ်ဆောင်ထားပါတွေးကြည့်ပါ မိတ်ဆွေတို့ကဒီလိုမျိုးကိုနှစ်ပတ်သုံးပတ်ပဲပြုလုပ်ပြီးတော့တန်းလေးကိုတစ်ချိန်တစ်ချိန်လောက်ပုံမှန်ဆောင်ရွက်သွားမယ်ဆိုရင်15ရက်ရက်20အတွင်းမှာပဲမိတ်ဆွေတို့ရဲ့ပြောဆိုဆက်ဆံမှုမှာဒုတက်မှုကြီးတစ်ခုကိုတွေ့မြင်ရပါလိမ့်မယ်။နှစ်ပတ်ကပဲ့တင်ပြန်တဲ့နည်းစနစ်ပါ။ဒီနည်းလမ်းကတော့စကားပြောနေစဉ်တွင်မှာတပတ်လူပြောနေတဲ့အကြောင်းအရာကိုနားမလည်တဲ့လူတွေအတွက်တိတိလေးထိုင်မနေရစေဖို့အတွက်ယူရပါတယ်။ဒီနည်းလမ်းကတော့တခြားလူပြောနေတဲ့စကားတွေကနေအကြောင်းအရာတစ်ခုကိုရွေးချယ်ပြီးတော့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့သင်ကောင်းတဲ့ပေါ်လာတဲ့အကြောင်းအရာတစ်ခုနဲ့ပေါင်းဆက်ပြီးပြန်ပြောတာပဲဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်နာမည်ကြီးရုပ်ရှင်ဇာတ်ကား3 idiots ထဲမှာ Rancho ကဖာရန်ကိုသူ့ရဲ့အိမ်မက်တွေကပါလေးလို့မိခဲ့တယ်။ဒါကိုဖာရန်ကတောရန်ဒရေးဆန်ကိုဓာတ်ပုံရိုက်တာကသူ့ရဲ့အိမ်မက်ပဲလို့ပြောတော့ Rancho ကဓာတ်ပုံရိုက်တာလားစိတ်ဝင်စားစရာပဲလို့ပြန်ပြောခဲ့ပါတယ်။ပြီးတော့သူ့ရဲ့စိတ်ဝင်စားစရာအစင်မန်ကိုထပ်မိခဲ့ပါတယ်။ဒီလိုမျိုး Rancho သုံးသွားတဲ့နှီးစနစ်ကို Acquiring Technique တို့မဟုတ်ပဲ့တင်ပြန်ခြင်းနှီးစနစ်လို့ခေါ်ပါတယ်။တပတ်လူပြောတဲ့ဇာတ်ကားတွေကိုသေချာနားထောင်မယ်။သူ့ရဲ့ဇာတ်ကားတို့မဟုတ် သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကိုပြန်ကြော့ပြုံးမယ်။ပြီးတော့သူနဲ့အတူစကားဝိုင်းကိုရှေ့ကိုပြန်ဆွဲခေါ်သွားမယ်။ဒါကစကားဝိုင်းကိုကိုလိုချင်တယ်လို့ရှေ့ကိုဆွဲခေါ်သွားနိုင်ဖို့အတွက်အရန်ကိုလိုအပ်ကူတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ဒီအပြင်ဒီလိုလှုပ်ဆောင်ခြင်းကတပတ်လူကိုလည်းတင်ကသူတို့ပြောနေတာတွေကိုအာယုံဆိုင်နားထောင်နေပါလား။အလေးထားပါလား။စိတ်ဝင်စားပါလားဆိုတဲ့အတွေ့ကိုဝင်သွားစေပါတယ်။နံပါတ်6 stories ဒီအချက်ကတော့တင်းရဲ့ပြောဆိုဆက်ဆံမှုကိုဆွမ်းအကြီးစီတာမှာအရန်ကိုအကူအညီဖြစ်စေပါတယ်။ ကျွန်တော်တို့အားလုံးကဇာလန်တွေကိုသဘောကျပါတယ်။ရုပ်ရှင်တွေဘာလို့အလုပ်ဖြစ်တယ်လဲ။ဘာလို့လူတွေကအချိန်3နာရီလောက်ထောက်လျှောက်ထိုင်ပြီးတော့မှရုပ်ရှင်ကြည့်ကြတယ်လဲ။ဒါကြောင့်လဲဆိုတော့ဇာလန်တွေဘုတ်ကိုသူတို့ကိုပြောပြပေးနေတာကြောင့်ပါ။ကျွန်တော်တို့က TikTok ပေါ်မှာဗီဒီယိုတိုလေးတွေကိုအပိုင်း1နဲ့3လေးဆိုပြီးတော့တမျိုးဇာလန်တွေအပိုင်းစတွေစသဖြင့်တင်ထားကြတာတွေ့ဖူးမှာပါ။ဒီလိုဇာလန်လေးတွေပုံမြင်လေးတွေကကျွန်တော်တို့အားလုံးကိုဆွဲဆောင်နိုင်ပါတယ်။ဒါကလည်းအခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကလူရီယာဒီတိုင်းတွေကြီးဖြစ်ပြီးတော့မှ ဒီပုံမြင်ဇာတ်လမ်းတွေကိုလက်ဆင့်ခံခဲ့ကြတာဖြစ်ပါတယ်။ဘာသာတရားတိုင်းကိုပုံမြင်တွေကနေတဆင့်သင်ယူကြရပါတယ်။ဒါကြောင့်သင်ရဲ့စကားကိုလူတွေကိုနားထောင်စေခြင်းနဲ့ဆိုရင်သင်ရဲ့ပြောဆိုဆက်ဆံမှုကိုစိတ်ဝင်စားစေခြင်းနဲ့ဆိုရင်ပုံမြင်တွေကသင်ကိုကူညီပေးနိုင်ပါတယ်။အောင်မြင်တဲ့စကားပြောသူတွေကစင်ပေါ်တက်ပြီးစကားပြောတိုင်းမှာတခါတလေ၄နိုင်လောက်ကြားတယ်လို့တခါတလေ၈နိုင်အထိကြားတာမျိုးတွေရှိပါတယ်။ဒါပေမဲ့သူတို့ပြောတာကိုနားထောင်ရတာကမပြင်းရပါဘူး။ဒါဘာကြောင့်လဲဆိုရင်သူတို့ကပုံမြင်တွေကိုပါကြားညက်ပြောတတ်ကြတာကြောင့်ဖြစ်ပါတယ်။ ဒီလိုနှီးမျိုးနဲ့သူတို့ကပြောဆိုဆက်ဆံမှုတွေကိုစွာကြီးစီပြီးတော့တကယ်လို့တင်ကလူတွေကိုအင်းကိုနားတော်စေခြင်းနဲ့ဆိုရင်တင်ကလည်းပဲဇာလန်တွေကိုပြောပြတင်ပါတယ်အခုကျွန်တော်ကမိတ်ဆွေတို့ဘလို့ပုံပြမဆိုးနားလည်နိုင်မှုအတွက်နေလန်တစ်ခုကိုလည်းပြောပြပေးပါဦးမယ်ဒါဆိုရင်မိတ်ဆွေတို့ကလည်းဘလို့ပုံပြပြောရမလဲဆိုတာကိုနားလည်လာပါလိမ့်မယ်ဒီမှာလည်းပဲ CAR ဆိုတဲ့အခြေခံနေလန်တွေရှိပါတယ် C ဆိုတာကတော့ conflict လို့ခေါ်တဲ့ပြဿနာ ဖြစ်ခြင်းပါဘလို့ရုပ်ရှင်ပဲဖြစ်ဖြစ်ဘလို့ပုံပြမဲဖြစ်ဖြစ် ပြဿနာတစ်ခုမဟုတ်တစ်ခုအမြင်ရှိပါတယ်။ A ဆိုတာကတော့ action လှုပ်ဆောင်ချက်ပါ။ဒီပြဿနာကိုပြင်ရှင်းဖို့အတွက်လှုပ်ဆောင်ချက်တစ်ခုကအမြင်ရရှိပါတယ်။ဒီလှုပ်ဆောင်ချက်နဲ့အတူမျှော်လင့်ချက်ကအမြင်နဲ့လိုက်ပါလာပါတယ်။ drama တွေတင်းမာမှုတွေကလည်းလှုပ်ဆောင်ချက်နဲ့အမြင်နဲ့လိုက်ပါလာပါတယ်။ဒီလိုမျိုးနဲ့ကျွန်တော်တို့ကလှုပ်ဆောင်ချက်တွေတင်းမာစိတ်ဝင်စားလာကြပါတယ်။ R ဆိုတာကတော့ reset ဆိုတဲ့ရလက်ပါ။ဒီရလက်ကိုရဖို့အတွက်လှုပ်ဆောင်ချက် action ဆိုတာကဖြစ်ပေါ်လာရတာပါ။ဥပမာပြောရရင် မင်းသားကဆင်းရဲပြီမဲ့မင်းသမီးကချမ်းသာတယ်။ သူတို့နှစ်ယောက်ကချက်ကျွမ်းဝင်ကြပြီမဲ့အဖေလို့သူကသဘောမတူဘူးဒီမှာပြဿနာ conflict ကဆပါတယ်ဒီပြဿနာကိုလုံဆောင်ချက်ဖြေရှင်းနီး action ကတော့မင်းသမီးကိုဖြောင်းပြမလားရံပြစ်မလားပါပဲဒီလုံဆောင်ချက်တွေကကျွန်တော်တို့ကိုမျှော်လင့်ချက်တွေပေးတယ်လို့အဆုံးမှာဘာဖြစ်မလဲဆိုတဲ့တန်တရားကိုလည်းဖြစ်စီပါတယ်ဒါတွေကလည်းဆက်ဆက်နေတာပါနောက်ဆုံး reset ရလက်တွေကတော့အဖေကသဘောတူမလားသို့မဟုတ်သေသွားမလားသို့မဟုတ်တခုခုတော့ဖြစ်ရလိမ့်မယ်ဒါတွေအားလုံးနဲ့ကိုင်းကြီးတဲ့ဖြစ်ရမယ့်ဇလန်းတချို့ဆိုတာကလည်းရှိပါတယ် တကားလုံးကအရန်ကမှဆင်းရဲပြီးတော့မြို့သေးသေးလေးမှာကြီးပြင်းလာခဲ့ရတဲ့လူတယောက်ရှိပါတယ်။ဒီမှာပြဿနာကသူကနေပညာကောလိပ်တက်နေရင်ကနေကြောင်းထွက်လိုက်ရတယ်။အခုဘလို့လုံးဆောင်ချက်ကူသူလုပ်ပါတယ်။ဘလို့စီးပွားရေးလုပ်ငန်းကိုသူထူထောင်ပါလဲ။အရင်းဒီကိုသူဘလို့ရတယ်လဲ။ဒီပြဿနာကိုသူဘလို့ဖြေရှင်းမလဲ။ဒါတွေအလုံးကသူရဲ့ပြဿနာတွေဖြစ်ပြီးတော့အဆုံးမှာသူဘလို့ဖြေရှင်းသွားတယ်လဲ။သူလိုချင်တဲ့အတိုင်းအောင်မြင်မှုကိုရသွားသလား။ကြာရှုံးသွားသလား။ဒါကရလဒ်ဒီပဲဖြစ်ပါတယ်။နံပါတ်9ဟာသအရှုံးဖောက်ခြင်း အခုပုံမြင်နေပြင်ကူမှာလူတရားပြောဆိုဆက်ဆံမှုကိုစိတ်ဝင်စားဖို့ကောင်းစီတဲ့နောက်တဲ့အကြောင်းအရာတစ်ခုကတော့ဟာတာပဲဖြစ်ပါတယ်။ဟာတာဆိုတာကစကားပြောဆိုမှုတွေမှာရည်တန်တွေကိုပေါ်ဆောင်ပေးနေပါလေ။အမြဲတမ်းစကားပြောနေလေးရှိတဲ့လူတွေစီမှာဟာတာတချို့ဒါမှမဟုတ်ရည်စရာအကြောင်းအရာတွေရှိနေတတ်ပါတယ်။ဒါကြောင့်မလို့တို့နဲ့တူထိုင်ပြီးတော့မှစကားပြောနေတဲ့အချိန်တိုင်းမှာကျွန်တော်တို့ကရည်မောနေရတတ်ပါတယ်။တို့နဲ့စကားပြောရတာတို့နဲ့တွေ့ဆုံရတာကအမြဲတမ်းကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်နေတတ်ပါတယ်။ဒါဆိုရင်ဟာတာတွေကိုဘယ်လိုဖန်တီးရမလဲ။ ဒီလိုမျိုးရည်စရာမလုပ်တတ်ဘူးဆိုတာကမိတ်ဆွေတို့အတွက်ဖြစ်နေနိုင်ပါတယ်။ဒါကြောင့်မလို့ဒီအတွက်ကိုလည်းကျွန်တော်ကဘလို့ဟာသပြောရမလဲ။အရှံဖောက်ရမလဲဆိုတာကိုနေလန်ပြပြပေးတော့ပါမယ်။ဒီလိုမျိုးမိတ်ဆွေတို့ကလိုက်လုံနိုင်ဘူးဆိုရင်မိတ်ဆွေတို့မှတ်ထားမယ်စကလုံးတစ်လုံးရှိပါတယ်။ဒါကတော့ switch ဆိုတဲ့ခလုတ်ဆိုတာပါပဲ။ဆိုလိုတာကတော့အကြောင်းအရာတစ်စုံတစ်ခုကဖြစ်နေစေကာလအချိန်မှာပဲရုတ်တရက်ဆိုတဲ့လိုမျိုးနောက်တဲ့အကြောင်းအရာတစ်ခုဟာသပြက်လာနိုင်တာကိုပြောင်းလဲသွားတာဖြစ်ပါတယ်။မိတ်ဆွေတို့ကလောကကြီးထဲမှာမြင်ရလေးရှိတဲ့တချို့သောတာမန်အကြောင်းအရာတွေကို ရည်စရာအကြောင်းအရာပါတီဖြစ်စီမပါတီဖြစ်စီဟာသသဘောနဲ့ပြောင်းလဲလိုက်ပါသင်ကအကြောင်းအရာတစ်ခုကိုပြောဆိုရင်းကနေအဆုံးသက်ကိုပြောင်းလဲလိုက်မယ်ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ဒါကရည်စရာတစ်ခုအနေနဲ့ပြောင်းလဲသွားပါလိမ့်မယ်ဒီ switch ဆိုတဲ့သဘောတရားကိုပဲစိတ်ထဲမှာမှတ်ထားပြီးတော့မှလောကကြီးကိုကြည့်ရှုပါလူတွေဘာပြောနေလဲဆိုတာကိုနားထောင်ပါကိုကိုကိုစကားပြောနေရင်းကနေဒီ switch ဆိုတဲ့စကားလုံးကိုစိတ်ထဲမှာမှတ်ထားပါဒါဆိုရင်မိတ်ဆွေကလှူရှားမှုတွေအကြောင်းကိစ္စတွေလေ့လာမှုတွေတွေကနေဘယ်နှခုလောက်ကိုအရှုံးဖောင်းနိုင်မလဲဆိုတာကိုမြင်လာမှဖြစ်တယ်လို့ သင်ဟာသာဆွမ်းရည်ကတိုးတက်လာပါလိမ့်မယ်။ဒါဆိုဒီကျွမ်းကျင်မှုကမိတ်ဆွေအတွက်အလိုလိုဖြစ်လာပါလိမ့်မယ်။နံပါတ်၈ level down နောက်ထပ်နေလန်တခုကတော့ level down ဆိုတာပါပဲ။ဒီလိုပြောလို့ကျွန်တော်တို့ရဲ့ double power မြန်မာကမြင့်ဒီနီလန်တွေကိုမပြောဘဲနဲ့အစစ်နဲ့ရေးနီလန်တွေကိုပဲပြောနေတယ်လို့မတွေးလိုက်ပါနဲ့။ဒီအတွက်ကျွန်တော်ပြောမယ့်အကြောင်းတွေကိုအရင်ဆုံးနားထောင်ကြည့်ပါ။တကာလုံးကကလေးငယ်တယောက်ကအရန်ကိုငိုကြွေးနေပါတယ်။ဒါကြောင့်မလို့ကလေးရဲ့မိခင်က ကလေးကိုအယုတ်ဆိုင်ကအယုတ်လက်လက်လေးတွေကိုပြပြီးတော့မှချော့တယ်။ဒါပေမဲ့ကလေးကအငုံမရက်ဘူး။ဒါနဲ့ပဲကလေးကိုနောက်တဲ့ကစားကွင်းကစီးလို့ရတာတွေကိုထပ်ပြီးပြပါတယ်။ဒါပေမဲ့ကလေးကအငုံမရက်တဲ့အပြင်အိမ်ပြန်ခြင်းလေးလို့ပဲဆက်ပြီးတော့ပြောနေခဲ့တယ်။ဒီအချိန်မှာပဲမိခင်ကကလေးရဲ့ဖက်နဲ့ကျိုးလေးပြေးနေတာကိုမြင်လိုက်ရတယ်။ဒါကြောင့်ဒါကိုပြန်ချီပေးဖို့အတွက်မိခင်ကထိုင်ချပြီးတော့ကလေးနဲ့တညီတည်းဖြစ်သွားအောင်ညှိရပါတယ်။ဒီတော့မှပဲကလေးပြည့်သူကသူပြနေတဲ့အယုတ်တွေကိုမမြင်မနဲ့ဖက်နဲ့ကျိုးလေးပြေးနေတာကိုပဲမြင်နေရတယ်ဆိုတာကိုနားလည်ခဲ့တယ်။ ဒါကြောင့်ဖနက်ကြိုးချီပြီးတော့ပြင်ဆင်ပြီးတဲ့နောက်မိခင်ကကလေးကိုပွေ့ချီပြီးတော့အိမ်ပြန်ခြင်းလေးလောက်ထပ်မိပါတယ်။ဒီအချိန်မှာတော့ကလေးကမပြန်ခြင်းတော့တဲ့အပြင်မိခင်ကပြားသမျှအယုတ်တွေဘူပေါင်းလေးတွေကိုတေချာမြင်ရတာကြောင့်ပျော်ရွှင်သွားပါတယ်။ကျွန်တော်ပြောတဲ့ level down ဆိုတာကဒါပါပဲ။ပြဿနာတစ်ခုကိုအရင်နားလည်နိုင်ဖို့အတွက်ကျွန်တော်တို့ဖြစ်စေခြင်းနဲ့အခြေအနေကိုနားလည်နိုင်ဖို့အတွက်အရင်ဆုံးတပတ်လုံးနဲ့တန်းတူဖြစ်အောင်လို့အရင်ညှိရပါတယ်။တို့ရဲ့အခြေအနေကိုနားလည်ထားဖို့ကလည်းတကယ်ကိုအရေးပါပါတယ်။ ဒီတော့ပဲသူတို့ဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့ရဲ့အထင်မြင်တွေကိုဆွေးနွေးလို့ရမှာပါပြောဆိုဆက်ဆံမှုတွေကိုကြိုးရှိစေဖို့အတွက်အကောင်းဆုံးလုပ်နိုင်မယ့်နည်းလမ်းကလူတရားရဲ့ level တစ်ခုစီကိုသွားပြီးတော့သူတို့ရဲ့အတွေ့အမြင်အထင်မြင်ယူဆချက်တွေဘာသာစကားတွေကိုနားလည်ထားဖို့ဖြစ်ပါတယ်တခါကကျွန်တော်တို့ရဲ့အိန္ဒိယချင်းဖြစ်တဲ့အိန္ဒိယနိုင်ငံမှာအိန္ဒိယအစိုးရက Creator Award ဆိုတဲ့ဆုပေးပွဲကိုကျင်းပခဲ့တယ်ဒီပွဲကိုအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်မိုဒီတက်ရောက်လာခဲ့ပြီးတော့ပွဲအစမှာပဲ Let's check a five a little bit လို့ပြောခဲ့တယ် ဒီနေရာမှာ vibe ဆိုတဲ့စကားလုံးကဒီနေ့ခေတ်လူငယ်တွေအဓိကပြောဆိုသုံးလုံးညာတဲ့စကားလုံးဖြစ်ပါတယ်။ဒါကိုအသက်83နှစ်ပြည့်ဖူးကြီးတယောက်ကသုံးပြသွားခဲ့တာပါ။ဘာလို့ဒီလိုသုံးရသလဲဆိုရင်ဒီပွဲကိုတက်ရောက်လာကြတဲ့ပရိသတ်တွေမှာလူငယ်တွေအများဆုံးပါဝင်မယ်ဆိုတာကိုသူသိနေခဲ့တယ်။ဒါကြောင့်လူငယ်တွေနားဝင်မယ်စကားလုံးနေနဲ့ပြောရမယ်ဆိုတာကိုသူနားလည်ခဲ့တယ်။တခြားသောခေါင်းဆောင်တွေအတော်များများကလည်းဒီလိုပဲလှုပ်ဆောင်ကြပါတယ်။ဒါကြောင့်သင်တို့တွေးဆုံမဲ့လူတို့မဟုတ်သင်တို့စကားပြောမဲ့လူနဲ့ရင်ဆိုင်ရတဲ့အခါသူတို့ရဲ့ level ကိုအရင်ဆင်းသွားလိုက်ပါ။ပြီးရင်ဆင်းစားပါ။ ဒါဆိုရင်မိတ်ဆွေတို့ကအလင်းမြန်ကိုပဲတို့နဲ့ချိန်ဆက်နိုင်ပါလိမ့်မယ်။နံပါတ်9 Program Record Tactic အခုဆက်ပြီးတော့မှဂိုးကူမြောင်နေလမ်းကိုဆက်ပြောပါမယ်။ကျွန်တော်ပတ်ဝန်းကျင်ကလူတော်တော်များများကကျွန်တော်ကိုစိတ်မဆိုးတတ်ဘူးထွက်တာမထွက်တတ်ဘူးလို့ပြောကြပါတယ်။မိတ်ဆွေရစီပွားရေးတစ်ခုကိုတည်ထောင်ထားမယ်အပွဲစည်းတစ်ခုကိုဦးဆောင်နေမယ်။ကွန်တန်တွေကိုဖန်တီးနေမယ်လူတွေများချင်းနဲ့ပြောဆိုဆက်ဆံနေမယ်ဆိုရင်ထွက်တာချင်းနဲ့အလုံးလုံးနေလို့မရပါဘူး။ဒါဆိုရင်စိတ်ဆိုးထွက်တာမပြောင်းဘူးလို့လုပ်ရမလဲ။ How to talk to anniversary ဆိုတဲ့စာအုပ်ထဲမှာပြောထားတဲ့နေလန်တစ်ခု The broken record ဆိုတဲ့နေလန်တစ်ခုရှိပါတယ်။ဒါကအရန်ကိုရိုးရှင်းတဲ့နေလန်ပါ။မိတ်ဆွေပြောသမျှအားလုံးကိုမိတ်ဆွေကိုယ်တိုင်ကပြန်လည်လှုပ်ဆောင်ပါ။ဒီနေရာမှာမိတ်ဆွေကအပူစကလုံးတွေမတုံးရဘူး။နှိမ့်ချတဲ့စကလုံးတွေမတုံးရဘူး။ဒေါသကြီးနဲ့စကားမပြောရဘူး။ဒီတန်းကိုပဲမိတ်ဆွေကအကိစ္စတစ်ခုကိုပဲထက်တလဲလဲလှုပ်ဆောင်ရပါမယ်။ဒီလိုမျိုးအချင်းချင်းပြစ်လို့မယ်ဆိုရင်တစ်ဖက်လူကဒီကိစ္စဘလောက်ရေးကြည့်တယ်ဘလောက်လေးနေရှိတယ်ဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်။ကျွန်တော်ရဲ့တွေ့ကြုံအရဒီလိုလှုပ်ဆောင်တာက ငင်းခုန်မှုတွေနဲ့တက်ခတ်မှုတွေကိုရောနှဲစေပါတယ်။နံပါတ်10 Emotional Intelligence အခုနောက်ဆုံးအနေနဲ့ဆယ်ခုမြောက်နည်းလမ်းကတော့ Emotional Intelligence ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာအရာရာကအရှိန်အဟုန်နဲ့ပြောင်းလဲနေတာပါ။ Social Media တွေပေါ်မှာအချင်းကိုအချင်းချင်းသတင်းစကားတွေလည်းပို့နိုင်နေခလုတ်တစ်ချက်တည်းနဲ့အစားအစာတွေကုန်ပစ္စည်းတွေကိုမှာယူလို့ရနေတဲ့ဒီနေ့လိုအញ្ញမ်းမြန်ဆန်နေတဲ့ခေတ်မျိုးမှာဘာတွေဖြစ်လာသလဲဆိုရင်ကကျွန်တော်တို့ကခန်းစားချက်တွေကိုသတိမထားမိတော့ပါဘူး။ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ခန်းစားချက်တွေကိုမထိန်းချုပ်နိုင်တော့ဘူး။ ထားကြလူတွေကဆေးစုထောသားထွက်လွေလာကြသလိုစိတ်ရှိသီးခံနိုင်စွမ်းတွေကရောကြလာတယ်။လမ်းတွေပေါ်မှာလည်းခိုင်ရန်ဖြစ်ပွားမှုတွေနဲ့ပြည့်နေပြီးတော့ကွာရှင်းပြတ်ဆဲကြတဲ့ဇုံတွေတွေဆိုတော့ကဒူပါလာနေပါတယ်။ဒါရီအားလုံးကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့မှာ emotional intelligence ဆိုတာကမရှိကြတော့လို့ပါ။ဒါကြောင့်မိတ်ဆွေကသင်ရဲ့စိတ်ခံစားချက်ကိုထင်းချုံနိုင်မယ်ဆိုရင်မိတ်ဆွေတပ်ပို့ပြီးတော့မှပေါင်းသင်းဆက်စပ်ကောင်းတဲ့လူရှိတော့မှာမဟုတ်ဘူး။ဒီမှာလည်းကျွန်တော်ထပ်ပြီးတော့မှရှင်းပြပေးပါအောင်မယ်။ react လုပ်မလား respond လုပ်မလား2 pila 4 pila ။ to be ဆိုတာက panic နဲ့ proceed ကိုပြောတာပါ။ကြောက်လန့်နေမလားဆက်လုပ်မလား။တကုတ်ကူကိုကြားလိုက်တာနဲ့ကိုယ့်ရဲ့စိတ်အထင်တန်းယူဆလိုက်မလား။ကြားလိုက်တာနဲ့ကိုယ်တွေးထားတဲ့အတိုင်းပဲယုံကြည်ပြီးတော့မှဆက်ပြီးတော့လုပ်ဆောင်မလား။ဒါဆိုရင်မိတ်ဆွေတို့က react လုပ်လိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပြောလို့မိတ်ဆွေတို့ကဘာမှမလုပ်ဘဲနဲ့ဒီတိုင်းနေရမယ်လို့ပြောတာမဟုတ်ဘူး။စကားပြောဖို့ဆိုတာကအရေးကြီးပါတယ်။ဒါကြောင့်မလို့လဲမိတ်ဆွေတို့က phobia ကိုရှင်းတန်းတင်ထားရမယ်။ဒါဆိုရင် phobia ဆိုတာကဘာလဲ? fox process plan proceed လို့ပြောတာပဲဖြစ်ပါတယ်။ ဒီလေးမျိုးကမှ response မှာအချိန်ခဏလောက်ယူပါတေးရဲ့အမြင်ကဘာလဲဆိုတာကိုတရားစဉ်းစားပါတခြားလူတွေရဲ့အမြင်ကဘာလဲဆိုတာကိုထည့်ပြီးတော့စဉ်းစားပါပြဿနာကိုချက်ချင်းကြီးထပြီးတော့မှတုံ့ပြန်လိုက်တာထက်အချိန်နေကြိုးချောင်းကိုအစာဆုံးတရားစွမ်းနဲ့လိလပြီးမှဆက်လက်လုပ်ဆောင်ပါကျွန်တော်ဆိုလိုတာကတော့မိတ်ဆွေတို့ကပတ်ဝန်းကျင်ကိုပို့ပြီးတော့မှသတိထားမိလေမိတ်ဆွေရဲ့စိတ်ထဲမှာပို့ပြီးတော့မှရှင်းလင်းလာလေဖြစ်ပါတယ်တကယ်လို့ react လုပ်ရမှာမဟုတ်ဘဲနဲ့ response လုပ်ရမယ်ဆိုတဲ့ဒီ emotion ရဲ့သဘောတရားကို လူတိုင်းကသာနားလည်နေမယ်ဆိုရင်အချိန်တိုင်းရံဖြစ်နေကြတဲ့ဇွန်တွေညွှန်နေတော့ပါလိမ့်မယ်။တကွဲတပြားစီဖြစ်ရတဲ့အိမ်တွေလည်းရှိတော့မှာမဟုတ်ဘူး။ခလေးတွေကိုစူဘူးချိန်မောင်းလာမလုပ်ခင်မိဘတွေကလည်းအတင်းနင်းပြောတာမဟုတ်ဘဲနဲ့တခြားစဉ်းစားခဲ့မယ်ဆိုရင်တရားတဲ့မိသားစုတွေကလည်းအများကြီးဒိုးပါလာပါလိမ့်မယ်။လုပ်ငန်းဝင်ထဲမှာပဲဖြစ်ဖြစ်လမ်းတွေပေါ်မှာပဲဖြစ်ဖြစ်မိတ်ဆွေတို့ကသာ response နဲ့တုံ့ပြန်ခဲ့မယ်ဆိုရင်လောကကြီးကငြင်းချမ်းနေပါလိမ့်မယ်။ပြောဆိုဆက်သွယ်ခြင်းဆိုတာကကျွန်တော်တို့ရဲ့ကဘာကြီးကိုလိုသလိုပုံစံသွင်းနိုင်ဖို့အတွက်ကြီးမားတဲ့စွမ်းအားကိုကန်ဆောင်ထားခြင်းဖြစ်ပါတယ်။ ြောဆိုဆက်ဆံမှုတွေကအကျိုးရှိမယ်ဆိုရင်အကောင်းမြင်မှုတွေအလုပ်ပြီးမြမှုတွေနဲ့ပျော်ရွှင်မှုတွေကတိုးတက်လာမှဖြစ်တယ်လို့ကဘာကြီးကိုပို့ပြီးတော့မှကောင်းမွန်တဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ပါလိမ့်မယ်။ဒါပေမဲ့ခိုင်မာမှုမရှိတဲ့ဆက်သွယ်မှုတွေကတော့ပြိပခါတွေစေပီစီမှုတွေနဲ့မတည်ငြိမ်မှုတွေအဖြစ်ပေါ်စေနိုင်ပြီးကဘာကြီးကိုမျှခြင်းမညီတဲ့နေရာတစ်ခုဖြစ်သွားစေနိုင်ပါလိမ့်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။တကယ်လို့မေးဆွေကတင်ရတဲ့ငွေချင်းတွေထဲမှာတင်ရတဲ့ပေါင်းတဲ့ဆက်ဆံမှုတွေကိုမြင့်တင်မှုလိုအပ်တယ်လို့ထင်တဲ့လူတွေရှိရင်ဒီဗီဒီယိုလေးကိုတို့နဲ့တို့မျှဝေပေးပါ။ သူတို့ရဲ့ဘဝမှာပျော်ရွှင်မှုရနိုင်ဖို့အတွက်မိတ်ဆွေကပါဝင်ကူညီပေးပါမိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအထွေးတွေကိုလည်း comment မှာမျှဝေပေးခဲ့ပါမိတ်ဆွေကစောင်းစားပြီးချစ်မြတ်နိုးသူဆိုရင်ကျွန်တော်တို့ Web Power Book App လေးနဲ့မိတ်ဆက်ပေးကြပါတယ်ကျွန်တော်တို့ရဲ့ App မှာကဘာကျော်အင်္ဂလိပ်စာအုပ်တွေကိုစောင်းဝယ်နေစရာမလိုရန်နဲ့ချိဖတ်နေစရာမလိုပဲနဲ့အသံလေးနဲ့နားထောင်လို့ရအောင်သူရဲ့အနှစ်သာရမပြတ်ဖတ်ရှုနိုင်အောင်လို့အနှစ်ချုပ်တွေတင်ဆက်ပေးနေပါတယ်စောင်းထုတ်မှာမိနစ်20နဲ့မိနစ်40ကြာတာရှိပါတယ် စာအုပ်ပေါင်းလေးရာနေချီရှိနေပြီးတော့နေ့စဉ်နဲ့မျှစာအုပ်အသစ်တွေလည်းတင်ဆက်ပေးနေတာကြောင့်စာဝင်စားအောင် comment မှာချပေးထားတဲ့ link ကနေ Well Power Book App ကိုတင်ဖုန်းထဲကိုထောင်းယူပြီးစမ်းသုံးကြည့်ပါခင်ဗျာ။မဘာကြီးလေးလူကြီးလူငယ်မရွေးတက်နိုင်အောင်လို့ဒလာကို4900ကျပ်ပဲရှိပါတယ်။တနေ့စာတကားနဲ့မဘာကြီးသွင်းရင်တော့ဒလာကို4000ပဲချသင့်မှာဖြစ်ပါတယ်။မဘာမဝင်ခင်အခမဲ့စာအုပ်လေးတွေနဲ့စမ်းသုံးကြည့်ပါခင်ဗျာ။အဆင်ပြေမှမဘာဝင်လို့ရပါတယ်။မဘာကြီးသွင်းရအတွက်လည်းဆက်သွယ်နိုင်တဲ့ Viber, Telegram, Messenger link တွေကို comment မှာချပေးထားပါလိမ့်။ ျွန်တော်တို့ရဲ့ channel က comment line ကိုဖတ်ကြည့်ပါတယ်တကယ်လို့ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ double power မြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်တို့ရဲ့ facebook page ကိုလည်း like and follow လုပ်ထားပြီးတော့မှကျွန်တော်တို့ရဲ့ community မှာတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လို့ရပြီဆိုတာကိုသတင်းပေးရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ